မင်္ဂလာပါရှင်ရှင်ကုန်းကနေတင်ဆက်ပေးမယ့်သတင်းကြောင်းကတော့မြန်မာနိုင်ငံကအင်ရှင်ဖြစ်လက်ခံကျင်းပမဲ့ဘောလုံးပြိုင်ပွဲများအောင်မြင်စွာကျင်းပနိုင်ရေးမြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌမှကြားတဲ့သတင်းဖြစ်ပါတယ်။ ြန်မာနိုင်ငံအနေဖြင့်အောက်တိုဘာလနဲ့နိုဝင်ဘာလအတွင်းအာရှဘောလုံးဖွဲ့ချုပ် AFC မှကြီးမှုကျင်းပမယ့်ဘောလုံးပြိုင်ပွဲများကိုအင်ရှင်ဖြစ်လက်ခံကျင်းပသွားမှာဖြစ်တာကြောင့်အဆိုပါပြိုင်ပွဲများအောင်မြင်စွာကျင်းပနိုင်ရေးအတွက်လုံခြုံရေးကိုရခိုင်ဆောင်ရွက်ပေးသည့်ထက်ပုံမှုကူးဆိုင်ဆောင်ရွက်ပေးစီလိုကြောင်းမြန်မာနိုင်ငံအွန်လိုင်းဘေးကော်မတီဒုတိယဥက္ကဋ္ဌအာကစားနေလူငယ်ရေးရာဝန်ကြီးဌာနဒုတိယဝန်ကြီးဦးထိန်လင်းကစက်တင်ဘာ25ရက်က ရန်ကုန်မြို့ဝေဆန်နေရာလမ်းရှိအမျိုးသားအားကစားပြိုင်ပွဲဝင်တဲ့သူဝနပရမီခိုင်မာမှာကျင်းပတဲ့အာရှဘောလုံးဖွဲ့ချုပ် AFC မှကြီးမှုကျင်းပတဲ့နိုင်ငံတကာဘောလုံးပြိုင်ပွဲများရဲ့ပွဲစဉ်များကိုအင်ရှင်ဖြစ်အောင်မြင်စွာလက်ခံကျင်းပနိုင်ရည်ပေါင်းဆက်ညီနိုင်အစည်းအဝေးတွင်ပြောကြားကြောင်းသိရပါတယ်။မြန်မာနိုင်ငံအနေဖြင့်အောက်တိုဘာ23ရက်မှ29ရက်ထိ AFC U70 Women ASEAN Cup China 2026 Qualifier ပြိုင်ပွဲအောက်တိုဘာ14ရက်တွင် AFC ASEAN Cup Sorry Arabia 2027 qualifier ပြိုင်ပွဲနိုဝင်ဘာ9ရက်မှ15ရက်ထိ ASEAN Women's Championship League AWCL 2025 Group Stage ပြိုင်ပွဲနိုဝင်ဘာ22ရက်မှ30ရက်ထိ AFC U17 ASEAN Cup Sorry Arabia 2026 qualifier ပြိုင်ပွဲများကိုအင်ရှင်ဖြစ်လက်ခံကျင်းပမှာဖြစ်ကြောင်းသိရှိရပါတယ်ရှင်